င်္ဂလာပါခင်ဗျဆရာမေပါခင်ဗျနော်ဒါစာပရိသတ်ရိမိတ်တွေလေးအားလုံးအဆက်ဆက်ရရဘေးပြာခံသမျှဝေးကွာကြပါစီကြောင်းကျွန်တော်ကဒီကနေ့ဥစွာမေတ္တာဖို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ဒီ2025ခုနှစ်7လပိုင်းကမဟုတ်ဘူးဆရာတို့ဘာလို့လို့နဲ့အခုဆိုရင်ဇန်နဝါရီကစလာလိုက်တာဒလာပြီးဒလာဒလာပြီးဒလာနဲ့အခုဆိုရင်2025ရဲ့7လပိုင်းကိုရောက်လာပြီအဲ့တော့ဂျာစာပရိသတ်ရိမိတ်တွေတို့အနေနဲ့ဒီ2025ခုနှစ်အဲ ဒီပြီးခဲ့တဲ့10လပိုင်းအထိကိုမိတ်ဆွေတို့ရဲ့ကံဟာဒီ95မှာအချိန်တွေဘလို့ရှိခဲ့တယ်လဲခင်ဗျာထို့တူဆရာရဲ့ host run တွေတနစ်စာ host run တွေတလတ်စာ host run တွေရော live နားထောင်ဖြစ်ရလားကြည့်ရတာရောအဆင်ပြေရလားထို့တူပဲဆရာမိတ်ဆွေတွေနေနဲ့ဘာတွေများအကြံပေးလို့တော့မိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်ဖြစ်ခဲ့သလားကံဆိုးတဲ့နှစ်ဖြစ်ခဲ့သလားသို့မဟုတ်ပုံမှန်အတိုင်းပဲလားဆိုတာလေးဆရာကိုမှတ်မိကြပါဦးအဲဆိုတော့ဆရာမိတ်ဆွေတွေနေနဲ့ဆရာ review လေးတွေ live ဖတ်လို့ရအောင်လို့ပါ2025ခုနှစ် ဆရလာပိုင်းနိုဝင်ဘာလအတွက်ကျစာပိသမီးမိတ်ဆွေတို့ရဲ့ဥစွာပထမမိတ်ဆွေတို့ရဲ့အကံကိုဥစွာဆရာတို့တားတော့ကလေးတစ်ခါလောက်ဆွဲကြည့်လိုက်ရအောင်ကျစာပိသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အကံဟာလုပ်ငန်းတည်ဆောက်တင်ခြင်းတိဆောက်ခြင်းလမ်းဖောက်ခြင်းတွေအတွက်အင်မတန်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့ လာဖြစ်ပါတယ်ထို့အပြင်အနာဂတ်အတွက်အတိတ်အတွက်ရည်မှန်းချက်တွေစဉ်းစားနေတာမျိုးငါဟာလက်ရှိမှာတသက်တာလုံးမှာသူမဟုတ်ရင်ဘဝအတွက်ငြိမ်းချမ်းခြင်းတွေအတွက်ရည်ရှိလိုက်တိုင်းအတွက်အဆင်ပြေအောင်ငါဟာဘလို့လာဘယ်ရာတွေစတင်လို့ရင်ဘလို့စတင်လို့ရင်ကောင်းမလဲဆိုတာမျိုးသူမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်မဖြစ်ပေါ်လာသေးတဲ့အရာလေးတွေအတွက်အဆင်ပြေအောင်ကိုဟာတွေးခေါ်ကြံစားကြံစီနေတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေတယ်ဒါအပြင်ဒီလိုအကြံစီမျိုးတွေကြံစီဖို့လည်းတင့်ပြီးတော့ခြေတိုးဆောင်ရွက်လောက်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေ အားသာခြင်းတွေချိန်တွေရရှိမဲ့ကာလဖြစ်တဲ့အတွက်အတွေးခေါ်ကောင်းအကြံစီကောင်းလုပ်ငန်းတစ်အကြံစီတစ်တွေကိုတွေးခေါ်စဉ်းစားနေတော့စိတ်ရိုးတွေတွေးခေါ်ရန်အတွက်လည်းအားသာသောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ကားနဲ့ပတ်သက်တာမျိုးလေးတွေ အဲခားကြိုက်တာမျိုးလေးတွေရှေလက်တို့ဒူးစက်တို့နာကျင်ကြိုက်ခဲရတာမျိုးလေးအထူးသဖြင့်အကြောနဲ့ပတ်သက်ပြီးတော့အကြောတက်တာမျိုးအကြောထုံတာမျိုးဒါမျိုးလေးတွေနဲ့ပတ်သက်လို့တော့သတိပြုစင်နေရလိုအပ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်ကျန်းမာရေးကောင်းပြီးငွေမဝင်ကျန်းမာရေးအနေနဲ့ငွေအဲဝင်ငွေကောင်းရင်ကျန်းမာရေးကောင်းပြီးဝင်ငွေမကောင်းရင်ကျန်းမာရေးညံ့တဲ့အတွက်ရသပတိသပိမိတ်ဆွေတွေဟိုကတော့ဒီလာဟာငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့သိကြတဲ့ ကြတာပရိသတ်သမီးတွေရဲ့အိမ်တော်ဘက်ကတော့ငွေကြီးနဲ့ပတ်သက်ရင်များများသာရှာထားမှသာအဲကြက်မာအိမ်များများကောင်းမယ်လားလို့ဆရာကခဏနောက်နောက်လေးပြောလိုက်ပြရစီဥကောင်းကက်ခဲချင်းမျိုးတွေရှင်စစ်တို့ခါရတို့အကျော်တို့ကြောက်ကတ်တို့နဲ့ပတ်သက်ပြီးတတိပြုရမယ်မိတ်ဆွေတို့အနေနဲ့ဒီကလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီ ဒီလတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေလုပ်ငန်းရှိနေတဲ့အလုပ်ကိုပဲစတင်အသစ်တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေသို့မဟုတ်ရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လိုက်တိချက်ပို့ပြီးတော့မောသန့်အဲဆွနာတို့ရင်းနှီးမြှုပ်နှံမှုတွေစဉ်းစားတွေးခေါ်မှုတွေအားသာကောင်းမွန်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်ယာဓုတိုးခြင်းယာဓုတက်ခြင်းတွေကြုံရနိုင်တယ်ထို့အပြင်မဲ့ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းနိုင်တယ် ပညာရတခုခုကိုလေးလာသင်ယူနေတာမျိုးလက်တွေ့မှာလည်းဖူပညာရအပေါ်မှာအသုံးချမိခိုးနေတာမျိုးအားသာကောင်းမှုပြီးတော့ပညာရနဲ့ပတ်သက်လာရင်ကိုကြိုးစားရင်ကြိုးစားသလောက်စွန့်ရင်စွန့်သလောက်အောင်မြင်မယ်ဆိုတဲ့လာဖြစ်တာအတော့အတေကြပဲဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လို့ရှင်အမိနာမခံခြင်းသို့မဟုတ်ရင်ကိုကိုတိုင်းဥစည်းဥဆောင်ပြီးဘာကိုမဆိုချစ်လို့ဆောင်ရလှောက်ဆောင်ရင်တော့အစဉ်ပြီးမှုတွေအာသာမှုတွေနဲ့အောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့ ။သူညာတဦးတယောက်အားငွေကြီးနဲ့ပတ်သက်လို့ရှိတာငါးလားလေးမှာသတိပြုစင်ကြရလိုအပ်တယ်။ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်။အလှပရေးရဆိုင်ရာလေးတွေလူမှုရေးကိစ္စကဏ္ဍလေးတွေကြောင့်ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေပဲသို့ဖြစ်နေတတ်ပြီးတော့ဆန္ဒပြောခဲ့တဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေမမြဲတော့လားဖြစ်ပါလေ။ဒါကိုပဲဆရာဆက်ပြီးတော့ငွေမြဲစီရန်အတွက်ရေရရလေးဆရာကုလောက်ပြောပြရမယ်။မိတ်ဆွေများခင်ဗျာကြစားပိသားကြီးမိတ်ဆွေတို့ငွေမြဲစီရန်အတွက်ရေရရလေးပြပါမယ်။ကျတော့ဒါလေးကကတ်တူစာရွက်လေးလို့မျက်စိထဲမှာမြင်လိုက်မိတ်ဆွေများ။ ါလေးကကတုဆာရကလေးဆိုပြီးဗျာဆိုလိုတာကဒီမှာဘောင်လေးတွေပါတယ်ဒါကလည်းနှစ်လက်မှာအလျားနှစ်လက်မှာအနံနှစ်လက်မှာပေါ့နော်မျက်စိနဲ့မြင်သာအောင်ဆရာပြရရင်အလျားနှစ်လက်မှာအနံနှစ်လက်မှာဆရာမိတ်ဆွေတို့ဆရာဆွတ်ပြမယ်နော်ဆရာတို့ဒါကတွိကံလေးပေါ့နော်ဒါလေးကတွိကံဒါလေးနှစ်လက်မှာပေါ့အလျားနှစ်လက်မှာအနံနှစ်လက်မှာလေးနဲ့နော်ဒါပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီထဲကနေပြီးတော့ဆရာဆွတ်ပြအပြာနဲ့ဆက်ဆွဲပြမယ်နော်အဲ့ဒီဘာဝင်တွင်းမှာ မခတ်ပါဘူးအဲ့ဒီလိုသရိကံလေးအတုံးလေးတုံတုံထားလိုက်ပါထပ်ပြီးတော့အဲဒီတော့ဒီမှာသရိကံတုံးလေးတုံတုံထပ်ထားလိုက်ပါအဲမင်းရှင်တို့ ਨੇ သရိကံတုံးလေးတုံတုံထပ်ထားလိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နော်သရိကံတုံးလေးတုံတုံထပ်ထားလိုက်မယ်ဆရာမင်းရှင်တို့ဒါလေးကိုအလျားနှစ်လက်မှအနံနှစ်လက်မှဒါလေးကို plus 6လေးလောင်းပြီးတော့မင်းရှင်တို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီအဲမင်းရှင်တို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီလုပ်ငန်းအတွင်းမှာဖြစ်စီ plus 6လေးလောင်းပြီးတော့အများအားစောင့်ထားပါ ငွေကြီးနဲ့ပတ်သက်ရင်ငွေမဲစီမှာတော့ချိန်သေးပါတယ်ကျွန်တော်မိတ်ဆွေအဟောင်းတွေကတော့တည်ပေမဲ့မိတ်ဆွေအတင်များအတွက်ကိုငွေမဲစီရန်ရည်ရည်လေးပေးလိုက်ပါတယ်ခေါင်းကြီးကျန်စာပရိသတ်သမီးတွေဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေဆက်တူလုပ်ငန်းတွေရှေ့တူဆောင်ရလှူဆောင်မှာအထယ်လိုက်လုပ်ငန်း online social media နဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ကလှူဆောင်မှာအားသာခြင်းတုတက်ခြင်းတွေကောင်းမွန်တယ်လို့မိတ်ဆွေတို့အနေနဲ့ရေချားမြေချားနေချားတိုင်းပြည်လူမျိုးချားတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကောင်မဆိုရှေ့တူဆောင်ရပြီးတော့လှူဆောင်ရင် ကံရဲ့အထောက်အကူကိုရရှိတတ်ပြီးတဲ့အခါတပည့်လက်သားသားသမီးတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေလက်အောက်ငယ်သားတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းငကကဆောက်လက်စားရင်းမပြည့်ပြတ်ဖြစ်နေတော့မိတ်ဆွေကြတာဝိသားသမီးများဒီလာတာတော့ဒီမှာနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ချင်းပြည့်ပြတ်အောင်တိဆောက်နိုင်တာမျိုးတွေပြည့်ပြတ်အောင်အဆုံးသက်ပြီးတော့တိဆောက်နိုင်မဲ့ကာလ ဖြစ်ပါတယ်။စာချုပ်ဆိုင်ရာကိစ္စလေးတွေစစ်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတွေစက်တူလုပ်ငန်းတွေခြေတူဆိုင်ရာလုပ်ဆောင်မှုကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလမှာအတွေးအသအမြင်အသတွေကိုချပြပြီးတော့ဥဆောင်ခြင်းတွေဟာအားသာပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါမှမကသေးဘူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ခွဲပြရရင်အဲကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခြေတူဆိုင်ရာလုပ်ဆောင်ခြင်းတွေဟာအားသာတိုးတက်ပြီးတော့အဲအကျိုးပေးကံကောင်းစီပါတယ်။ဒီလတာတော့ဒီမှာဆိုရွှေဝင်လာတော့အားနေချက်ဖြစ်ပါလိမ့်မယ်။ ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့နဲ့တော်တော်လေးခက်ခဲလာတာမျိုးတွေဖြစ်စေစိတ်တည်းအဆင်မပြေလာရင်ခုခုကိုပြန်တွေးကြည့်ပါရွှေဝင်ထားသလားသို့မဟုတ်လူဝင်ထားသလားကိုတွေးကြည့်ပါဒီနှစ်ခုလုံးတစ်ခုခုကိုဝင်ထားတဲ့ဆိုရင်ရွှေလေးစတိပေါင်မိတာမျိုး သူမဟုတ်ရင်လူဝင်မတော်လို့ဖြွေဝဲထားတယ်ဆိုရင်လည်းစတိကလေးပြန်ရောက်ပြီတာမျိုးဖြစ်စေသူမဟုတ်မဖြစ်မနေညာအိညာမိသားစုဝင်တွေမှာအရေးတကြီးကျမ်းမာအိညာလာတယ်ကျူချာလာတာရှိလို့ရှိရင်ကိုကိုယ်ဟန်ရှင်နှောင်းညာအိညာနဲ့လေးထွက်ပေးလိုက်တာမျိုးသူမဟုတ်ရင်ဖြွေကလေးစတိထိုသူရဲ့မွေးနေ့မှာပေါင်ပေးလိုက်တာမျိုးတွေလှုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကျမ်းမာရေးဝါဝါကိစ္စတွေဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းအဆင့်တွေတွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုပညာနဲ့ပတ်သက်ပြီးတော့ဂျာစာမိသားစုမိတ်ဆွေများပိုင်းဒီကာလမှာစကားပြောဆိုနေထိုင်မှုတွေမှာအလွန်ကိုတတိထားပါဘာကြောင့်လဲဆိုတော့ အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီထင်ပေါ်ကျော်စောတက်တယ်လို့အဘဘကဖီအားတွေပေးလာတက်တဲ့အိစာလေးတွေအရာရာကိုရုံးကန်ရတာမျိုးလေးတွေအပြိုင်ဆိုင်တိုက်ခိုက်တွေများတက်တော်လာဖြစ်တဲ့အတွက်တော့ social inclusion dancer တွေအဆိုးအကအရေးတိသဖြင့်တစ်ခုမှအမှုပညာဗေဒင်ဗေဒပကြည့်လူထင်မှုလူသိမှုလူအများနဲ့ဆက်ဆက်ရတဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့လိုတာထပ်ပို့ပြီးတော့အနှောင့်အယှက်အကျံ့ကြလေးဂျုံအားတက်တဲ့အတွက်တော့ review စင်ကြင်ရအတွက်တော့လိုအပ်တော့ကာလာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်အာမခံလောက်တာမျိုးလေးတွေလုံးဝညံ့ပါတယ်ငွေကြီးအာမခံလောက်ရှင်းအဲဆွမ်းလာလို့ပေါ့ ဟိုလူယုံလွယ်ချင်းမျိုးတွေကိုတတိထားဆင်ပြေးရအတွက်တော့လိုအပ်သောလာဖြစ်ပြီးတော့ပတ်စံရှိရင်တော့ဆုံးမတူတူဆရာငယ်လာပေးထားလို့ရပါတယ်ခင်ဗျာဆိုတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေမရှိပါနဲ့မငားပါနဲ့အားနာရင်ခါပါတတ်သောကာလဖြစ်ပြီးတော့မိမိမှာရှိတဲ့ငွေကြီးပိုင်ဆိုင်မှုတဏှာတွေမှာတော့မှလူမြင်မခံပါနဲ့လူမြင်မမြဲတာလူလေးတွေဖြစ်ရတတ်တယ်လို့ကိုယ်ငွေနဲ့ကိုယ်ပြဿနာအခက်ခဲလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တော့ငွေကြီးရှိတာလူတွေတော့မရောက်လောက်ဆောင်ပါနဲ့တကယ်လို့လက်လွန်ထားတဲ့ငွေတွေပြန်လဲပြောဆိုတောင်းဆိုဖို့အတွက်ဆိုရင်တော့ရပါတယ် တောင်းမှာသူတော့နည်းနည်းလေးတော့အထင်ငော်နေပြီကြုံသွားတက်တဲ့အတွက်၎င်းတို့ဆွနာလိုပဲကိုကိုတိုင်းတောင်းတာတက်တူတယောက်ရဲ့အကူညီကိုရယူပြီးတော့ပြောဆိုတာမျိုးလေးတွေအကူညီလေးတွေကိုရယူပြီးတော့တောင်းတာမျိုးလေးတွေကချင်းတွေပေါ့ရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတက်တော့လာအရှိရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတက်တော့လာဖြစ်ပြီးတော့ မိမိရဲ့ရှစ်သူအပေါ်မှာမိမိဟာနားလည်မှုလွဲနေတာမျိုးဖြစ်စေအဲမိမိရဲ့ရှစ်သူအပေါ်မှာကိုကနှွမ်းမိုးကျင်တဲ့စိတ်ကလေးတွေဖြစ်စေအဲတာမန်ထပ်ပူပြီးတော့ဖီအားလေးတွေကြောင့်တစ်ဖက်မှာချုပ်ရှယ်မှုလေးတွေဖြစ်တာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးဖြစ်ရတဲ့တဲ့အတွက်သမီးကြီးများအနေနဲ့ဆိုလို့ရှိရင်ဘာလို့မဆိုအဲတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုချီချီနဲ့ရှေ့တူဆောင်လာလှုပ်ဆောင်မှာအဆင်ပြေခြင်းနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်သို့မဟုတ်ဘဲနဲ့တူကိုကအဲ ဂျိုးစစ်စွဲတာမျိုးတွေမတိကြမရဘဲနဲ့ပြောဆိုတာမျိုးတွေကြောင့်စိတ်ဆိုးစိတ်ကောက်ခြင်းအဆက်အသွယ်ပြတ်ခြင်းရက်တန့်လိုက်ရခြင်းတွေဂျုံကတက်တဲ့အတွက်တော့သတိပြုစင်ကြရန်လိုအပ်ပါတယ်။အိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ဂျာစာပိသားမိမိတ်ဆွေတွေဒီလဟာအိမ်ထောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေနိုင်စရာဘာမှတော့မတွေ့ရဘူး။အကယ်၍အဆင်မပြေနိုင်စရာလေးတွေရှိလာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာမျိုးလေးတွေသို့မဟုတ်လူပြုံတုံးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ ငွေကြီးကိစ္စအငင်းခုံလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေကြုံသွားတက်ပါတယ်ခင်ဗျာအိမ်ဆောင်ကြီးမှာအနှဲငယ်လေးတွင်းအေးနေတာမျိုးနှွေးထွေးမှုတွေအားနေနေတာမျိုးလေးတွေကြုံသွားတက်တော့လာဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေအိမ်ဆောင်ရှင်များဟုတော့ပုံမူပြီးတော့ညှိနေနေတိုင်းတက်တိုင်းမြင်မြင်နဲ့နှွေးနှွေးထွေးထွေးလိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တမဆိုအိမ်ဆောင်ရှင်များဟုကတော့အိုးအိတ်ရှံမင်းနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဆောင်ရတဲ့အခါမှာအိမ်မင်းညှိနိုင်ပြီးတော့လှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်ဒီတလတာတော်တွေမှာကျစာပိသသမီးများချုပ်ပြီးပြန်ပြောရတယ်။ဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လောက်ပါ ချိတူဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုတို့တက်နိုင်ပါတယ်။အဲပတ်စပို့လုပ်ငန်း၊ဗီဇာလုပ်ငန်း၊ခရီးသွားဆိုင်ရာလုပ်ငန်းတွေအဲဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်စမ်းစီစေစားစက်ပစ္စည်းအထက်အလေးဒေါ်လာတက်စီဒီဇယ်ကိုပိုင်လုပ်ငန်းတွေအဝေးတနေရာဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်ချိတူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းဈေးနိုင်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းသင်ယူပြီးတဲ့ပညာရက်ကိုချိတူဆောင်ရလှုပ်ဆောင်ရင်ကိုကိုယ်တိုင်အမိနာမခံလို့ချင်းတွေအားသာကူတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲအပြောဆုံးတဲ့ပတ်သက်တာမျိုးအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့အားသာကောင်းမွန်ပေမဲ့လို့အမှုပညာဆိုင်ရာလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကတော့အပြိုင်ဆိုင်နေကြားကနေခံရမရရုံးခွက်ကမှတော်ခါကြမယ်လားဖြစ်ပါတယ်ဒီလာတာတော့ဒီမှာအရှိရင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်ရှစ်လုံးလုံးလေးဖက်ပေါ်မှာရှုပ်ချယ်မှုလေးတွေဖြစ်ရတတ်တယ်အိမ်ဆောင်ကြီးနဲ့ပတ်သက်တော့လေသူအေးနေတာလေးတွေချုပ်ပြီးတော့ပြန်ပြောပြရစီဒီလာတာတော့ဒီမှာ ကြစားပြီးသတိမိတ်ဆွေတို့အချိုးပြီးသောနေသားအနေနဲ့ဆိုရင်တောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာအာသာကောင်းမှုတိုးတက်နိုင်ပါလေအချိုးပြီးသောအရက်ဟာမြောက်ဆူဆူအရက်ဖြစ်ပါတယ်စမ်းတီယာအရက်ကတော့အနောက်တောင်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာအချိုးပြီးကံကောင်းစီသောကဏ္ဍဟာတော့၃ကဏ္ဍခုနှစ်ကဏ္ဍငါးကဏ္ဍနေဟာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအစိမ်းရောင်းလို့အနီရောင်းလို့ မီညိုရောင်တို့များများပါသောအရောင်တွေကိုဝစ်စင်အပြူသုံးဆွဲရင်ပုံမှန်ပြီးတော့ကံကောင်းထောက်ကိုရရှိစေမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလေးတွေလုပ်ငန်းကိန်းကန်းတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမှာမိမိတို့ရဲ့လိုရာကိစ္စမတော်မီမပြောမီမှာမျက်စွာပြရမှာပေါင်မုတ်ကလေးကိုနှိုးစီလေးတုပ်ပြီးတော့ဆူတောင်းပြီးတော့လိုရာကိစ္စပြောဆိုရင်အရေးကြီးသောကိစ္စတွေဟာထင်တော်မှုမရှိပဲအောင်မြင်တိုးတက်စေမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရမိတ်ဆွေတို့အတိတ်ခံပြုလို့တဲ့ဆရာငယ်ရဲ့ ဂျာဇာပရိသရိမိတ်ဆွေများအတိတ်ကြံပြုလို့တပါဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့12ရက်တိတိအတိတ်ကြံပြုလိုက်ပါကမိမိတို့ရဲ့အခက်အခဲအကြက်တဲတွေပြင်လဲပြင်ကြီးပြောက်သွားစီမှာအတိတ်ကြာပဲဖြစ်တယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလမှာအထက်လူကြီးအကြီးအကဲတွေရဲ့လုပ်ငန်းနဲ့ပတ်သက်လို့စိတ်မောလူမောဝီဖုန်ကြီးကြအနေငယ်လေးများတက်ဒေါ်လာဖြစ်ပါတယ်။ဒီဒလတာတော်တွင်မှာ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွေအယောင်ထွက်စီဖို့အတွက်ဓာမီလေးတစ်ချောင်းနဲ့ထိုးပြီးတော့အဲထိုးပြီးတော့ဖွင့်လိုက်ပိတ်လိုက်လို့ပြီးထိုးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဗဇက်ကနေပြောပြီးတော့မောက်ထုတ်ရင်ရောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာအစဉ်ပြေစီရင်တရတာလို့ငွေကြေးကံကောင်းစီပြီးအဆက်ဆက်အရာအစဉ်ပြေစီရင်တို့ကပိတ်နေတော့လက်ပြီးပွင့်လန်းစီရင်ပြုလို့ရမယ်ရေရီယာအနေနဲ့မပြောမီဇီယန်ငါးပေတွေမေးချင်ရင် ခွန်ကိုတုံညာ293ညာလေးတက်လျှောက်7902940416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96350505နဲ့မှာဖြစ်စေဆက်သွယ်မြင်ရနိုင်ကြောင်းနဲ့အဲဆရာတို့ဒီ17လပိုင်း၄ရက်နေမှာဆရာငယ်အိမ်မှာကျွေရောအိစာတရားချစ်ကြိမ်မြောက်ကျွေရောအိစာတရားမိတ်ဒီစီဂိုင်းတော်ဝင်အဲနေဆီဆရာတို့နေ့လယ်ပိုင်းမှာတော့အဲဟိုပါပေါ့ဆရာတို့ဆီဆရာပူဇော်ပွဲပေါ့မနက်ပိုင်းမှာတော့ဘုံကြီးငါးပါးကိုစွန့်ကပ်ပြီးတော့အဲဆရာတို့လာတဲ့လူတွေအားလုံးနေ့လယ်2နာရီခန့် အလူဆွနာလိုအလူငွေထည့်ဝင်ခြင်းတိခါမှာဆိုပြီးတော့အကြိုက်ဆွဲအကြိုက်စားကြွေးပါလေကျွန်တော်ဒါနဲ့ဆိုချစ်ကျင်ကြည့်ပါပြီဇီယံငယ်ရဲ့အလူဟာ900ရာသား900ရာသားသမီးကြီးရဲ့အလူဖြစ်ပါတယ်မိတ်ဆွေတို့ဒရတာလိုအဆက်ဆက်ရအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဆက်ဆက်ရအောင်မြင်အစင်ပြီးတိုးတက်စေရန်အတွက်ကိုယ်ရွက်လေးတရွက်လိုအပ်ပါတယ်ကိုယ်ရွက်လေးတရွက်မှာကိုယ်ရွက်လေးတရွက်ပေါ်မှာစထဘဝဆိုပြီးလက်ညှိုးကလေးနဲ့ဆွဲလိုက်ပါတို့မဟုတ်ရင်လည်းအဲ ဆိုတာထုံးကလေးနဲ့ဆွဲလိုက်ပါတို့မဟုတ်ရင်လည်းဆက်တာဘဝလုံးဝမပေါ်ရင်လည်းရပါတယ်စိတ်မန်းကလေးနဲ့ဖြစ်ဖြစ်စစလုံးစတာဘဝစတာဘဝလေးလုံးဆွဲလိုက်ပါအဲမျက်စိနဲ့မြင်ထားပါကကုတန်ကုံဖရာဘောနာကုံဖရာကတ္တပဖရာဘောဓမဖရာဆိုပြီးတော့ဖရာလေးစုကိုအာရုံပြုဆွဲပါဆွဲပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လက်ဖက်အသားကလေးတွေကိုအဲ့ဒီအပေါ်မှာတော့အနှဲငယ်တော့တင်ပြီးတော့မိမိအိမ်ကမျက်စွာဖရာမှာတောက်ရည်နှစ်ခွက်နဲ့အတူပကံများတစ်ချက်တည်းမှာတော့ ထည့်ပြီးတော့ပြူရမ်းလိုက်ပါဒါဆိုရင်မိတ်ဆွေကြတာပိတာသမီးတွေပိတ်နေတော့လက်တွေဝင်လန်းပြီးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကြစားပိတာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဆက်တလာပိုင်းဒီမှာယေရနာစင်ကြောက်ဇေတော်တိုင်းကစားနိုင်